120တန်းမေခွန်ရဲ့အပြေမှန်ကားတော့မမရခင်ဗျာ ားလုံးမင်္ဂလာပါကျွန်တော်တို့ channel ကနေပြန်လည်ပြီးတော့ပြန်လိုက်ပါတယ်ဒီနေ့ဘူယိုမာတော့ကျွန်တော်တို့ဒီကုသဆောင်ရဲ့ဘုဒ္ဓဝင်ဆိုတဲ့ဒီဓမ္မအမေးပြေခံတာမှာပေါ့နော်အကြီးဆုံးစုအမြင့်ဆုံးစုတွေပထမစုကသိန်း180ကျော်သိန်း300နီးပါးကိုစုစုရရှိသွားတယ်အကျန်းကိုမှဖြူဆိုတာအရန်တော်တဲ့ညီမလေးအကြဖြူရဲ့ဘူယိုဖိုင်ကိုအပြည့်အစုံကိုပေါ့နော်မိကုန်းလေးဖြေထားတဲ့ဘူယိုဖိုင်အပြည့်အစုံကိုကျွန်တော်တို့အတူတူကြည့်ရှုရမှာဖြစ်ပါတယ်ဒီဘူယိုဖိုင်ကိုကျွန်တော်တို့အချိန်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတူတူဘူယိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဘာလို့လဲဆိုတော့ဒီညီမလေးရဲ့ဖြူဆိုပုံဖြူဆိုဟန်နဲ့သူ့ရဲ့ဘဟုတုတ အများစွာနဲ့ဖြေဆိုတဲ့ဗီဒီယိုပိုင်းကအရန်ကုန်မှာရင်ကုန်စိတ်လုံကြားစွာနဲ့ကြည့်ရတယ်ပေါ့နော်။နောက်ပြီးတော့လည်းတော်တော်လေးကုန်မှာကြည့်တဲ့ဗီဒီယိုပိုင်းဖြစ်လို့ကျွန်တော်အားလုံးကိုအတူတူ like ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်စကားတွေအများကြီးမပြောတော့ပါဘူး။ဒီဗီဒီယိုပိုင်းကိုကျွန်တော်နဲ့အတူတူပေါ့နော်။ရင်ကုန်စိတ်လုံကြားစွာနဲ့အတူတူ like ပြီးတော့ကြည့်လိုက်ကြရအောင်ပါနော်။အရန်တော်တဲ့ညီမလေးကိုကျွန်တော်တို့အတူတူဂုံပြူပြီးတော့ like ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ကဲပြောနေရကြတယ်ကျွန်တော်အတူတူကြည့်လိုက်ရအောင်ပါ Let's go နော်။အထမေကုန်သွားလိုက်ရအောင်အချိန်မဆိုင်ပါနဲ့နော်။တင်ပါ။ဘီလိုမေကုန်နံပါတ်9ကိုသွားပါမယ်။မြေကနံပါတ်9 မြတ်စွာဘုရားရှင်ပြိဋိဘံခကြီးအပြီးတိုင်ကြွတော်မူခြင်းဟာမြတ်စွာဘုရားရှင်ပြိဋိဘံခကြီးအပြီးတိုင်ကြွတော်မူခြင်းဖြစ်သောမဟာတက္ကရတ148ခုနှင့်ကစုံလပြည့်နှင့်အချိန်ကာသမယတွင်အရှင်မဟာကတ္တပမထေမြတ်သည်ဝါတော်မြည်မြရရှိနေခြင်းဖြစ်ပါသည် တမင်မေကုန်းတရားတပ်ပါဆုံးဖြတ်ပါရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်အပြည့်မှန်လို့ရှိရင်15တမင်ဆက်မဖြစ်ပဲရနေမယ်ဆိုလို့ရှိရင်စသောအဆုံးွေ340ကျော်ရမှာဆက်ဖြေလို့မှားသွားရင်တော့ဘုန်းကြီးတို့တရားမှဆုချလို့မရပါဘူးမိပါပြီဆက်ဖြေမလား

နိုင်ငံဆရာတွေက bonus ပေးခြင်းနဲ့အပြည့်လေးမျိုးပြပါမယ်မြတ်စွာဘုရားရှင်ပြိဋိဘံခီးအပြည့်တိုင်ကြွတော်မူခြင်းဖြစ်တော်မှာတက္ကရတ148ခုပစုံလားပြည့်နေ့အချိန်ကသမယတွင်အရှင်မကတ္တဗမထေရမြတ်သည်ဝါတော်မြည်မြရရှိခြင်းဖြစ်ပါသည်နီအေး42ဝါ B 43ဝါ C 44ဝါနဲ့ D 45ဝါတမိကျစဉ်းစားချိန်စက္ကန့်30စတင်ပါပြီ။ ွေးလို့ရပါပြီ C 44ပါပါဗျာ C 44ဝတရားပြလာသမီးတရားပါပြီဘုမောဒီဖြေကိုဘုန်းကြီးတို့မှတ်မှတ်သေးဘူးဒီကသမီးကိုဝန်ရံပေးနေတဲ့အနုပညာရှင်တွေဝန်ပြီးတော့အဖြေပေးလို့ရတယ်ခွင့်ပြုတယ်ဖြေပေးမှဆိုရင်ခွင့်ပြုတယ် ကြိုသိရင်တကယ်လောက်လိုက်သဘောတူတယ်အမဆောင်ကတော့အနာမကနဲ့ဇွေဇွားတွေဖြစ်ကုန်မှာဒါကြီးဝင်းမြန်ဘလို့ဘလို့သဘောရ44နဲ့45နဲ့ဖြစ်ရတစ်ခုပဲယူရမှာနှစ်ခုယူလို့မရဘူး မီးတကယ်ဦးဝင်းမြန်44 45ရတယ်။ယုံလားမယုံလားပြောလိုက်။ဟာ။ तू ပြောတဲ့ဖြူယုံလားမယုံလား။နှစ်ခုရဲ့တစ်ခုကမှန်မှန်။တစ်ခုကမှန်တယ်။တမီးယူတာက C 44ဝါ။ကျမအဖြစ်ပြောင်းမလား။မပြောင်းတော့ပါဘူးခမူ။အဖြစ်မှတ်လိုက်ပါ။တမီးရဲ့ဖြစ် C ။တမီးရဲ့ယူချင်မှုပါပဲ။တကယ်တော့ဒီမိကုန်းကိုအဖြစ်သိရဖို့ဆိုလို့ရှိရင် ရှင်မကတ္တဗယံဖြစ်တဲ့ခြင်းကိုသိလို့ရှိရင်သူအဖြစ်မှရပြီအရှင်မကတ္တဗဘယ်ချိန်မှာယံဖြစ်တယ်ဆိုတာသိလို့ရှိရင်လည်းတမီအဖြစ်ရပြီတမီရှင်မကတ္တဗဘယ်ချိန်မှာယံဖြစ်တာကိုမှတ်ဘူးလေဖြာမြတ်စွာဘုရားဘယ်နှဝါရမှာမှတ်ဘူးလားမြတ်စွာဘုရားတဝါရပြီးမှပါဘောအဲ့ဆိုတော့မြတ်စွာဘုရားက ဘဏဝါတိနေသွားတာတော့35ဝါပါဘုံတဝါနှုတ်လို့ရှိရင်34ဝါပါဘုံအပြည့်မှန်နေတယ်ပေါ့တင်မဦးကျော်တလင်းအပြည့်မှန်စစ်ပေးပါတင်မဖေဟာစီချင်းငွေ15ဒိန်းတန်မိကုံဖြစ်ပါတယ်မြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်ခီးအပြီးတိုင်ချွတော်မူခြင်းဖြစ်သောမဟာတက္ကရ148ခုနှင့် ကဆုံလာပြည့်နေအချိန်ခါတမယတွင် အရှင်မဟာကတ္တပမထေမြတ်သည်ဝါတော်မီမြတ်ရရှိနေခြင်းဖြစ်ပါသည်နီသမီးလေးကအဖြေကို C 44ဝါလို့ဖြည့်ဆူထားပါတယ်စီချင်းငွေချက်15ဒိန်းတန်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ညီမလေးဒီဣကြာပြပါပေါ့နော်အခုအမြင့်ဆုံးစုဆိုတဲ့ဒီပထမစုယူလေအာစုခုပြီးသွားပြီအဲတင်း120တန်းမိကွန်းယူဖြည့်ရဲ့အချိန်မှာတော်တော်လေးကိုမှရင်ကုန်ဖိတ်လို့ချဖို့ကောင်းတယ်ပေါ့နော်တော်တော်လေးလေးစားဂုံယူဖို့ကောင်းတဲ့ညီမလေးတယောက်ဖြစ်ပါလေအဲဆက်လက်ပြီးတော့လေဒီဗုဒ္ဓဘာသာရဲ့ဒီအသိပညာအတတ်ပညာယူဆက်ပြီးတော့ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေအအများကြီးလေဒီဗုဒ္ဓဘာသာကိုပေါ့နော်အကျိုးပြုပေးနိုင်တဲ့ဒါတူတော်ကောင်းမှလေးဖြစ်ပါစေလို့အဆုမကောင်းတောင်းပေးလိုက်ပါတယ်အခုဒီပွဲအတွက်လည်းတကယ်ကိုမှဂုံယူချီးကျူးပါရနော်အဲဆိုတော့ အာကျွန်တော်ဒီနေ့ဗီဒီယိုလေးကဒါအားလုံးအတွက်အကျဉ်းချင်းတက်မယ်အကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုလိုက်ပြီးတော့ကြည့်ရတဲ့အတွက်အချိန်ကုန်တာလေးအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်တကယ်လို့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုလို့ရှိရင်တော့ like လေးတစ်ယောက် share လောက်နှိပ်ပြီးတော့ comment လေးအာကိုယ့်ရဲ့ဒီထင်မြင်ချက်ကလေးကိုရေးမိခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပြီးကြပါပြန်လဲဆက်ပြီးကြပါမယ်အားလုံးပဲပိုင်ပါနော်